အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အားလုံးအတွက်အင်မတန်ဂုဏ်ယူဝမ်းမြောက်စရာကောင်းတဲ့သတင်းတစ်ခုကိုဝေမျှချင်ပါတယ်ဒါကတော့မင်းညားကအရှင်ပြိုင်သွားတဲ့ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲမှာမြမလဝေကျော်သွေးလင်းထက်ရဲ့ထူးခြားတဲ့အောင်ပွဲနဲ့ရရှိခဲ့တဲ့စုချင်းဝေချောင်းပဲဖြစ်ပါတယ်သွေးလင်းထက်ကဆိုရင်သူ့ရဲ့ပြိုင်ဘက်ကိုပထမအချီမှာတရောင်နဲ့ထိုးပြီးတော့ KO နဲ့အနိုင်ရခဲ့တဲ့အပြင်စုစုပေါင်းစုချင်းဝင်မြန်မာဝင်နဲ့တွေ့ရင်တိန်းတထောင်ကျော်ရရှိခဲ့တာကမြန်မာနိုင်ငံအတွင်းအင်မတန်ဂုဏ်ယူစရာကောင်းတဲ့မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တာပဲဖြစ်ပါတယ် မင်းညာကရှင်ပြိုင်ခဲ့တဲ့ပွဲမှာတွေးလင်းထက်ကထိုင်းဖိုက်တာနဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရတာပါပွဲဆာကလေးကမြန်မာဖိုက်တာရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေနဲ့ထိုးချက်တွေကိုမြင်တွေ့ခဲ့ရပါတယ်အချိန်ကြာကြီးစောင့်စီရမလို့ပဲပထမချီသွင်းမှာပဲတွေးလင်းထက်ကသူ့ရဲ့ပြိုင်ဘက်ကိုတိကျပြတ်သားတဲ့ဒဂေါင်နဲ့ထိုးချက်တစ်ခုနဲ့ KO အနိုင်ယူနိုင်ခဲ့ပါတယ်ဒီလိုအစောပိုင်း KO အနိုင်ရခဲ့မှုကတွေးလင်းထက်ရဲ့စွမ်းရည်နဲ့တိုက်ခိုက်ရေးပြုဟာဘလောက်ကောင်းမွန်လဲဆိုတာကိုပြသလိုက်တာပါပဲဒီအောင်ပွဲနဲ့အတူသူရရှိခဲ့တဲ့စုရေးတွေကိုတော့တိတိကျကျပြောရမယ်ဆိုရင် ပွဲထိုးခြင်းအနေနဲ့အမေရိကန်ဒေါ်လာ1500ရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ပြိုင်ဘက်ကိုအနိုင်ထိုးနိုင်ခဲ့တဲ့အတွက်အနိုင်ထိုးခြင်းအနေနဲ့နောက်ထပ်အမေရိကန်ဒေါ်လာ1500ထပ်ဆောင်ရရှိခဲ့ပါတယ်။ဒါလည်းမကသေးပါဘူး။ဝမ်ချမ်ပီယံရှစ်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့မစ္စတာချက်ထရီကိုရန်ချီမြင့်နဲ့ဘောနပ်အနေနဲ့ထိုင်းဘက်ငွေ3သိန်းခွဲကိုရရှိခဲ့ပြီးတော့တညတာရဲ့အကောင်းဆုံးပွဲအဖြစ်သတ်မှတ်ခံရတဲ့အတွက် Fight of the Night bonus အနေနဲ့နောက်ထပ်ထိုင်းဘက်ငွေ3သိန်းခွဲထပ်မံရရှိခဲ့ပါတယ်။ဒါကြောင့်စုစုပေါင်းရရှိတဲ့ စုချင်းငွေကအမေရိကန်ဒေါ်လာ3000နဲ့ထိုင်းဘတ်ငွေ9000သိန်းဖြစ်ပါတယ်။ဒီငွေတွေကိုလက်ရှိငွေလဲနှုန်းနဲ့မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့3000ကျော်တန်ဖိုးရှိပါတယ်။ဒီလိုများပြားလာတဲ့စုချင်းငွေတွေကိုမြန်မာအာဇာသမားတယောက်ရရှိခဲ့တာကတကယ်ကိုချီးကျူးဂုဏ်ပြုထိုက်စရာအောင်မြင်မှုတစ်ခုပါပဲ။ဒီအောင်ပွဲကသွေးလင်းထက်ရဲ့အာဇာသမားဘဝအတွက်အင်မတန်အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်လို့သူ့ရဲ့調査အထောက်အမှုတွေရဲ့အသီးပွင့်လည်းဖြစ်ပါတယ်။ပထမအကြိမ် KO နဲ့အနိုင်ရရှိခဲ့ခြင်းကသူ့ရဲ့တိုက်ခိုက်စွမ်းရည်ကိုအခိုင်အမာပြသလိုက်တာပါပဲ။ ဝမ်ချန်ပီယံရှစ်ကကမ္ဘာအဆင့်မီကိုခံပညာအားကစားပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့အတွက်ဒီပြိုင်ပွဲမှာဒီလိုအထင်ကရအနိုင်ရရှိခဲ့မှုကနိုင်ငံတကာအသိမှတ်ပြုမှုနဲ့ဂုဏ်သိက္ခာကိုရရှိစေခဲ့ပါတယ်။တညတာရဲ့အကောင်းဆုံးပွဲ Fight of the Night ကိုရရှိခဲ့တာကလည်းတွေးလင်းထက်ရဲ့ပြည်သက်တွေကိုဆွဲဆောင်နိုင်တဲ့ရှင်ပြိုင်မှုစွမ်းရည်နဲ့စ조사အားထုတ်မှုကိုပြသလိုက်တာပါပဲ။မြန်မာရိုးရလက်ဝေးအားကစားကိုကိုစားပြုပြီးတော့နိုင်ငံတကာမှာအခုလိုအောင်မြင်မှုရရှိခဲ့တာက မြန်မာအာဇာလောကတစ်ခုလုံးအတွက်ဂုံယူစရာဖြစ်တယ်လို့မျိုးဆက်တဲ့အာဇာသမားတွေအကုန်လုံးအတွက်လည်းအားကျအထူးယူစရာဆန္ဒမူနာကောင်းတစ်ခုဖြစ်လာပါလိမ့်။ဒီအောင်ပွဲမှာရရှိခဲ့တဲ့ငွေကြေးကတန်ဖိုးရှိပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာသွေးလင်းထက်ရဲ့မလျှော့သောဆွေးစိတ်တတ်တဲ့နှစ်ပေါင်းများစွာလေးကျင့်တင်ကြခဲ့တဲ့စူးစားအထုမှုတွေရှိနေတယ်ဆိုတာကျွန်တော်တို့မမေ့သင့်ပါဘူး။ပထမအချီ KO ဆိုတာကလေးကျင့်မှုပြင်းထန်မှသာဖြစ်ပေါ်လာနိုင်တဲ့ရလဒ်ပါ။ Professional တိုက်ခိုက်သမားတယောက်ဖြစ်ဖို့ဆိုတာကအင်မတန်ခက်ခဲတဲ့လေးကျင့်မှုတွေစွန့်လွတ်အနစ်နာခံမှုတွေအများကြီးလိုအပ်ပါလေ။သွေးလင်းထက်ကဒီအရာတွေကိုကြော်လွားပြီးတော့မှ ဒီလိုအောင်မြင်မှုမျိုးကိုရရှိခဲ့တာပါသူ့ရဲ့ဒီခီးလမ်းမှာသူ့ကိုအားပေးခဲ့တဲ့မိသားစုမိတ်ဆွေတွေနဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကလည်းအရေးပါခဲ့မှာအမှန်ပါပဲနောက်ဆုံးအနေနဲ့မင်းညားကရရှိခဲ့တဲ့အောင်ပွဲအတွက်မြမကုံဆောင်သွေးလင်းထက်ကိုကျွန်တော်တို့အားလုံးရဲ့ကိုစားအထူးပဲဂုဏ်ပြုချီးမြှင့်လိုပါတယ်ပထမအကြီး KO ရရှိခဲ့တဲ့ဒီအောင်မြင်မှုကမြမအားသားသမားတွေရဲ့အလားအလာကိုကဘာကိုပြသလိုက်တာပါနောက်လေသူဒီလိုဆက်ပြီးတော့အောင်မြင်မှုတွေရရှိနိုင်မှာဒီလိုစုမကောင်တောင်းပေးလိုက်ပါတယ်မြမအားသားစိတ်ကဘရောမမလျှော့ဘူးဆိုတာကိုသွေးလင်းထက်ကတော့တသက်ပြသွားပါပြီ ပြိတ္တကြီးရောဘလို့ထင်လဲအောက်မှာကွန်မန့်လေးတွေမှတ်သွားခဲ့ပြီပေါ့